ရှိပါတယ်တဲ့အဲဆိုရင်စမယ်ဗျာမိုးလဲချုပ်နေပြီဆိုတော့တခါလေးကိုပြောလိုက်တော့မယ်အခုဒီပုံမှာပြားထားတဲ့အတိုင်းပါပဲ Liam Harrison နဲ့ Sulin Uya ပွဲကိုအခုပဲ one championship ကနေချိန်ရလိုက်ပြီဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီပွဲကဘယ်မှာကျင်းပမလဲဆိုရင်လာမယ့် August နှစ်ရက်နေပေါ့နော်ဒီမှာချိန်ရတာတစ်ရက်နေပေါ့ကျွန်တော်တို့မြန်မာဆန်တော်မြန်မာဆန်တော်ချိန်နေဆိုရင်တော့အောက်ကနှစ်ရက်နေဖြစ်သွားပါအောက်ကနှစ်ရက်နေမနက်ပိုင်းမှာကြီးရှုရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါကတော့ဆိုလင်းဦးရဲ့ဘွဲပေါ့နော်ကျင်းပမယ့်နေရာကအမေရိကန်နိုင်ငံမှာပါခင်ဗျအမေရိကန်နိုင်ငံဒန်ဗာမြို့မှာကျင်းပမှာဖြစ်ပါတယ်ခါတိုင်းလဲပွဲကျင်းပနေကြနေရပါတော့ကိုအောင်လကိုအောင်လလည်းတွားပြီးတော့ကစားနေကြနေရပါတော့အဲ့ဒီနေရာမှာဖြစ်ပါတယ် အဲ့တော့ဒီပွဲကအရန်ကိုအရေးကြီးတဲ့ပွဲစဉ်ပါပထမတစ်ချက်ကအရင် ပြီးခဲ့တဲ့ပွဲမှာဗျာဒီ Russian fighter နဲ့အဲတမ်နီဆိုဂျီထိုးတက်သွားတဲ့ပုံစံဒီပုံစံကိုတဘောကြလို့ဥက္ကဋ္ဌကြီးကတော့ဒီပွဲကိုပြန်ပေးတာလို့ကျွန်တော်ယူဆမိပါတယ်ဗောနော်ဆိုလင်းဥရဲ့ပုံစံကလုံးဝအခိုရာတွေပါနေမရှိဘူးအနာ အာခံပြီးတော့ကိုထိုးတော့ဗောနော်အဲတချို့ fighter တွေ fighter တွေကြတော့ဗျာအရင်ကြီးနာမှာစိုးရိမ်နေတာတော့ပါတော့ဗောနော်နည်းနည်းအခြေအနေကြည့်ပြီးထိုးတဲ့ပုံစံတွေဗောနော်အဲ့လိုမျိုးရှိတယ်တချို့ကတော့နင်းစနစ်ကောင်းတော့နင်းစနစ်ပိုင်းပို့ပြီးတော့အာကြင်ကြီးကယူဆိုင်ပြီးတော့ထိုးတော့ဗောနော်အဲ့လိုမျိုးပုံစံဒါပေမဲ့အခု Tamney Soji တို့ဒီအခု Lam Harrison တို့ထိုးမဲ့ပုံစံတကယ် old school လို့ပြောလို့ရတဲ့အခြေအနေပေါ့နော်တကယ် old school style ပေါ့ဗျာပြောမှဆိုရင်အင်းဒီ section တို့နဲ့ထိုးတဲ့ပုံစံမျိုးဗျာအဲ့လိုမျိုးပုံစံနဲ့ထိုးတာလုံးဝဟာဒီအပြိုင်ဘက်ကိုအမောက်သိမ့်မဲ့ပုံစံမျိုးလုံးဝပွဲဖြတ်မဲ့အခြေအနေအဲ့လိုမျိုးထိုးတတ်တဲ့လူတွေဖြစ်ပါတယ်အဲ့ဒါကြောင့်လဲပရိတ်သတ်တွေကကြိုက်တယ်ပြီးတော့ဒီဥက္ကရာကြီးလည်းကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီပွဲကိုပြန်လေရရှိတာဖြစ်ပါတယ် sorry เนาะ အပြင်မှာတခုခုကြားနေရတော့အဲ့ဒါကြောင့်ဒီပွဲကိုအာပြန်လည်ရရှိတာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့မြန်မာဖိုင်တာမြန်မာလောဝိတ်ဖိုင်တာတွေထဲမှာတော့အာတမ်မီဆိုးကြီးကတော့အောင်မြင်ဆုံးဗောနော်လက်ရှိအချိန်တော့အာအဲ့လိုလဲကျွန်တော်မပြောချင်ပါဘူးဒါပေမဲ့ဟောဗောအချိန်နေရဗောနော်အချိန်နေရအမေရိကန်နိုင်ငံအထိကို one championship ကတကယ်နာမည်ကြီး promotion တစ်ခုဖြစ်တဲ့ one championship ကနေခေါ်ပြီးတော့အာသူကိုပွဲပေးတာဆိုတော့လုံးဝကျွန်တော်တို့လည်းဂုံယူတယ်တမ်နီဆိုးကြီးရဲ့ပရိတ်သတ်တွေကိုတတိကြချကိုဖြောဖြဲတဲ့သူ့ရဲ့အနည်းစနစ်ကိုလည်းကျွန်တော်တို့ကလုံးဝတဘောကြဖြစ်ပါတယ်ဂုံပြူရမှာပေါ့နော်ဒါကတော့ဟုတ်ကဲ့ကိုဖြိုးတန်းကိုရဘယ်နှလားပိုင်း၈လပိုင်းမှာခင်ဗျ၈လပိုင်း၂ရက်နေပေါ့နော်အများကြီးတော့လုံသေးတယ်ဒါပေမဲ့ အဲအဲဥရကြီးချက်တွေကသူ့ကို bonus ပေးခြင်းပုံရပါတယ်တကယ်လို့ဒီပွဲမှာ bonus ရမယ်ဆိုရင်လေဟွာဒေါ်လာ9000ပေါ့ဗျာဒေါ်လာ9000တော့အနည်းဆုံးပဲအမှထိုးချေးကြီးပါရထပ်ပေါင်းပါဗျာခဏလေးတော့ကျွန်တော်မြောက်ကြည့်လိုက်မယ်ဒေါ်လာ9000ဆိုရင် bonus 9000ဆိုရင်อืม4500လာပြီတော့ဗျာ3000ကျော်အမှထိုးချေးနဲ့ပါနေဆိုရင်3000ကျော်တော့အဲ့ဒါသုံးသေးချပါခင်ဗျာ အဲ့လိုတော့ရရှိမှာဖြစ်ပါတယ်အဲ့တော့အဲဒီ Harrison ကလေသူရဲ့ပြန်ဘက် English Fighter Harrison ကဘယ်လိုလဲဆိုရင်ပြီးခဲ့တဲ့နှစ်မှာပေါ့နော်အရင်နှစ်မှာဒီဟိုကနေတစ်ချိန်ထိုးတက်ပြီးပါပြီခင်ဗျအာ Saxon နဲ့ Saxon နဲ့တစ်ချိန်ထိုးတက်ပြီးပါပြီအပွဲမှာတော့သူရှုံးနေတယ်ဒါမဲ့လုံးဝပွဲကောင်းဖြစ်သွားတာပေါ့နော်အာအဲ့တော့ဒီတစ်ချိန်ကတော့အဲဆိုဂျီကလည်း Saxon ကိုရှုံးနေတာဒါမဲ့အမှတ်နဲ့ရှုံးတာဆိုဂျီကတော့အဲ့တော့တို့တို့နှစ်ယောက်ကိုပွဲသိပ်ပေးတာဖြစ်ပါတယ် အဲဟာရီဇင်ကတော့အနာယူပြီးဆိုပြီးတော့လေချိန်ချိန်ညာဟာတွေ့ရခင်ဗျအမနစ်တုံးပါဗောနော်အာတချိန်ချိန်ညာဟာတွေ့ဒါမဲ့အခုလေအဲသူလဲဆက်ကစားနိုင်သေးတယ်အသက်က39ရှိပြီဆိုမဲ့အရန်ကိုတန်ပါလေဗျာဆက်ကစားနိုင်သေးတဲ့အချိန်နဲ့ကြောင့်အခုလို watch mention နဲ့အဆက်ပြီးတော့စာချုပ်ချုပ်ဆိုလိုက်တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်တကယ်လို့ကောင်းတဲ့ fighter ပါဗျာအဲ့တော့တမ်မီဆိုကြီးနဲ့လုံးဝ old school fighter ရင်းနှီးအောင်အရှေ့ကိုကျန်းကျန်းတော့မှဖြစ်ပါတယ်ဒါမဲ့ August မြန်မာအချိန်နဲ့ဆိုရင်တော့လာမယ့် August 2ရက်နေ့ပါအမေရိကန်မှာတော့တရက်နေ့ပေါ့နော်ချိန်ရထားတော့တရက်နေ့ဒါပေမဲ့မြန်မာမှာတော့ August 2ရက်နေ့ဖြစ်မှာပါကိုတန့်စင်ပွဲမရှိသေးဘူးတဲ့အလာလုံးမှာပါဗျကိုဗာလဲ job solar မတည်နော် job solar ချက်ဆိုးလာမယ်နော်အဲကိုတန်းစင်ပွဲတန်းစင်ပွဲလည်းလာပါတော့မယ်နော်တိတ်မကြောင်ခင်လာပါတော့မယ်ဒါပေမဲ့အသေးဝင်ကြေညာထားတော့မရှိသေးဘူးဒါပေမဲ့သူပြင်းပြင်းထန်ထန်ကိုလက်ချင်းနေပြီဖြစ်ပါတယ်ကိုနိုင်ဆိုးတဲ့ငါချီထိုးမှမြန်မာတွင်နိုင်မယ်သုံးချီဆိုအမှန်နဲ့ရှုံးမယ်တဲ့အဲအဲ့ဒါလည်းဟုတ်တော့ဟုတ်ပါတယ်နော်ဒါပေမဲ့ဒီပွဲတော့သုံးချီပဲ အဲဖြစ်မှာပါ။ဘာလို့ဆိုရင်ဒီ champion ကပတ်လူပဲ special rules နဲ့ထိုးတက်တဲ့ပွဲမျိုးမဟုတ်တော့ဘူးနော်။အဲ့တော့ bantam weight မွေထိုင်းလို့ရေးထားပါဒီမှာဒီ bantam weight မွေထိုင်းပွဲစဉ်လို့ရေးထားပါတယ်ကိုနိုင်စိုးအဲသုံးချီပဲဖြစ်မှာပါနော်။ဒီပွဲသုံးချီဖြစ်မှာ pay to ပွဲရှိလေကိုတဲ့။တမ်နီစိုးကြီးပါခင်ဗျာဒီမှာ။သိမကြည့်တဲ့တော့ထင်တယ်။တမ်နီစိုးကြီးရဲ့ပွဲအခု ဟိုအာဝဲတော့ဝဲသေးတယ်ကြာဒါပေမဲ့တို့တရေဝင်အခုကလေးကကြိန်ရထားတာပေါ့နော်အဓိကတော့ကျွန်တော်ဖြစ်စေချင်တာဗျာဒီတကယ်လို့ဒီပွဲမှာအလေးထိုးအနိုင်ရမယ် bonus ရမယ်ဆိုတော့3000ကျော်ရအောင်ရမှာဗျာအဲ့တော့တမ်မီစိုးကြီးကိုဖြစ်စေချင်တာကတော့တကယ်ဒီအဟာရဗေဒပညာရှင်တွေ ਨੇ တတိချရာကိုအဲတိုင်ပင်ပြီးတော့လေဒီပွဲအတွက်တိုင်ပင်ပြီးတော့ဟိုစားတောက်တာတော့ပေါ့နော်အဲ့လိုမျိုးဟိုအားကစားလုပ်တာတော့လုပ်စေချင်ပါတယ်အဲ့ဒါမှလည်းဒီ banter weight တန်းကို အာဒီ hydration test လေးအောင်မယ် weight down လည်းဝင်တယ်ပေါ့နော်တစ်ချိန်တည်းချိန်တာနဲ့အလုံးဝအဆင်ပြေသွားမယ်အလုံးဝအဆင်ပြေဆိုရင်ပွဲမှာလည်းအာဒီစမ်းဆောင်ရည်ကောင်းမယ်ပြီးရင် bonus လေးရရှိမှာဖြစ်ပါတယ်ကျွန်တော်ကတော့လုပ်စေချင်တယ်အဲ family ဆိုကြီးဘက်ကတော့အချိန်ပေးနိုင်လားတော့မသိဘူးပေါ့နော်အဲ့တော့တို့ကတော့အာဘယ်လိုဟိုဖြစ်လဲတော့မသိဘူးဒါမဲ့ကျွန်တော်ကတော့လုပ်စေချင်တယ် ်ဘာလို့ဆိုရင်ကျွန်တော်ဒီ one championship မှာအစိုးကြီးတော့အောင်မြင်တာတခြားအာဖိုက်တာတွေမရှိသေးဘူးဗျာလောလောဆယ်ပေါ့နော်ကျွန်တော်တို့အတွက်အအကြီးဆုံးပေါ့နော်အအောင်မြင်မှုအများဆုံးရရှိထားတဲ့ fighter တမ်းလေးဆိုကြီးဖြစ်ပါတယ်အဲ့တော့အဒီ nutritionist နဲ့တေချာလေးကိုတိုင်ပင်ပြီးတော့အအချိန်ယူပြီးပေါ့နော်အချိန်တော့ကုန်တယ်ပြီးရင်ပတ်စံလည်းကုန်တယ်အဲ့ဒါတော့တေချာတယ်အာပြင်းစားကျင်တာလည်းမစားရဥပမာကငပိတွေပါရင်လည်းစားကျင်တာလည်း မစားရဘူးเนาะရှောင်ရတယ်ပြီးရင်တကယ် nutritionist တွေပေးတဲ့ဆရာဝန်တွေတကယ်ပညာရှင်တွေပေးတဲ့အစားအစာတွေတို့တို့လမ်းညွှန်တဲ့ဟာတွေပဲအဲ့ဒါတွေပဲစားသုံးပြီးတော့တရက်ကိုကီလိုဘလောက်ဆိုရင်ဘလောက်စားပြီးတော့ပဲအဲ့လိုမျိုးနေရမှာပေါ့เนาะအလွယ်တော့မလွယ်ဘူးပေါ့ဗျာဒါမဲ့လှုပ်စေချင်တယ်ဘာဆိုရင်ဘန်တန်ဝိတ်တန်မွေထမ်းလို့တတ်မှတ်ထားတဲ့အတွက်ဆိုကြီးကအရင်ပွဲမှာလည်းတော်တော်လေးရုံးကန်လိုက်ရတယ်ဗျသူရဲ့ weight က140မဟုတ်145 ဘန်နဝဲတော့145ပေါ့နော်သူဖြစ်သွားတာက149တော့ဖြစ်သွားတယ် hydration အောင်တဲ့အချိန်ပေါ့နော်ဒီအစိုးကြီးရဲ့ hydration ကတရားအာ hydration အောင်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ဝေးက149ကျော်အဲ့လောက်ထိဖြစ်သွားတယ်အဲ့ဒါကြောင့်အများကြီးလို့မလို့ပြောပြောချင်တာနည်းနည်းပဲလို့တယ်အဲ့ဒါကိုတတိချာကိုဆရာဝန်တွေပြင်ကျင် nutritionist နဲ့တခြားလဲတိုင်ပြီးတော့ပြင်ဆင်လိုက်ရင်တော့ဒီပွဲအဆင်ပြေမလို့ထင်ပါတယ် ကြိုပြီးတော့လုံးစေချင်တာပေါ့နော်ပွဲကလည်း August လမှာဆိုတော့လေအခုအချိန်ရပါသေးတယ်အဲ့ဒါအာတတိချာကိုပြင်ဆင်စေချင်ပါတယ်ပြီးတော့ One Championship ကအရင်နှစ်တည်းမှာလည်းဒီပွဲပြတ်ထားတာကို American နိုင်ငံမှာပွဲတစ်ပွဲပြတ်ထားတယ်အဲဒီလက်မှတ်တွေပြန်ပြီးတော့ပတ်စံတွေပြန်အန်ရတဲ့အခြေအနေတွေဖြစ်ခဲ့တယ်လေအဲတော့ဒီတစ်ချိန်တော့သူတို့လည်းအပြစ်ခံမှာမဟုတ်ဘူးပြီးတော့ပိုပြီးတော့ကောင်းတဲ့ဖိုင်တာတွေကိုသူတို့လည်းပွဲဆင်ဆင်တာဖြစ်ပါတယ် အဲ့မှာလည်းကျွန်တော်တို့ thumbnail ဆိုကြီးလည်းပါဝင်လာပြီဖြစ်ပါတယ်အဲ့ဒါတော့တကယ်ကုန်ယူဆရာပါဗျာအဲ့တော့ကျွန်တော်တို့မြန်မာအာမြန်မာ low wave fighter တွေအောင်မြင်မှုတစ်ခုပဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်နော်အဲ့ဒါတော့ thumbnail ဆိုကြီးရဲ့အကြောင်းပါလာလာရိတ်တွေတဲ့အာပြနေတဲ့ August လနှစ်ရက်နေပါမြန်မာစံတော်ချိန်နှစ်ရက်နေပါနော်မြန်မာစံတော်ချိန်မနက်ပိုင်းဖြစ်မှာပါ။ August 2ရက်နေ့ပါလို့ ကျွန်တော်လည်းအဲ့တော့မလို့ပြင်စင်နေတော့အဲ့ဒါဟောရည်တတင်းနေလည်းအများကြီးတက်လာတော့ဗျာအဲ့တော့မအိတ်သေးတဲ့ညီကိုတွေကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အဲ့ဒါတော့အစိုးကြီးအကြောင်းပါခမရကဲညီကိုတွေပါတိချင်တာရှိကြလဲမေးကြပါခမရမေးကြပါခမရအရေးအကြီးဆုံးပွဲပြန်ပြောပါမယ်ပြန်ပြောပါမယ်ကျွန်တော်စာနေတော့တိတ်တိတ်ချာချာကိုရေးထားပါတယ်ဗျာ အဲမွေနဲ့အဲတွေးလင်းထက်ရပွဲပေါ့နော်ဒီတပတ်ဒီတပတ်ဟိုဟာဒီတပတ်တောက်ကြံရမှာတော့အဲမွေနဲ့တွေးလင်းထက်ရပွဲကြည့်ရမှာဖြစ်ပါတယ်အဲမွေပြန်ဘက်ကတော့ဒီ Israel Fighter အသက်16နှစ်သားရှိသေးတဲ့ Israel Fighter အာတူနာမည် Harvard မလဲ Garden ဟုတ်တယ် Harvard Garden လို့ခေါ်ပါတယ်တွေးလင်းထက်ရ fight အပြန်ဘက်ကတော့ Time Fighter ရော်ကီလို့ရေးထားတယ်နော်ရော်ကီရော်ကီလို့အမည်ရတဲ့ဖိုင်တာဖြစ်ပါတယ်သူကတော့တပွဲပဲထိုးရသေးတယ်ဒါပေမဲ့တကယ်ကိုကောင်းလို့ဝမ်ချမ်ရှစ်ဘက်ကခေါ်လာတဲ့ဖိုင်တာဖြစ်ပါတယ်နောက်ဆိုရင်ထိုင်းဖိုင်တာတွေမှာဗျာတကယ်ကိုကောင်းတဲ့ဖိုင်တာအများကြီးဖြစ်တယ်အဲ့ဒီထဲကနေလရွေးစင်တွေတကယ်ကိုဝမ်ဝမ်ချမ်ပီယံရှစ်ကိုရောက်ရောက်ဖို့မလွယ်ဘူးဗျာအဲ့တော့တကယ်လရွေးစင်ကိုသူတို့ကခေါ်ထားတာဖြစ်ပါတပွဲပဲထိုးရသေးတယ်ဒါပေမဲ့နိုင်ပွဲရတယ်အဲ့တော့ အဲသွေးလင်းထက်လဲ short တက်လို့မရဘူးတတိချာကိုပြင်ဆင်มาရပါပါဒီပွဲကိုနော်မွေထိုင်းဖိုက်တာတွေကတည်တဲ့အတိုင်းပဲအဲ့တော့ဟုတ်ပြီမွေထိုင်းဖိုက်တာတွေကကောင်းတယ်ဆိုတော့ကျွန်တော်တို့လက်ခံပြီးတာတကယ်ထိုင်းဖိုက်တာပဲပေါ့နော်အဲ့တော့အဲမွေရဖိုက်တာကဒီထိုင်းဖိုက်တာတွေထက် နောက်ထပ်တဆင့်ကိုတမူထူးခြားပြီးတော့ကောင်းတယ်လဲဖိုက်တာပါအဲ့တော့အဲကျွန်တော်ပြန်ပြပါမယ်နော်ကျွန်တော်သူ့အကြောင်းရေးထားချုပ်ညီကိုလည်းဖက်ပြီးတော့လောက်ပြီးထက်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြပါမယ် ဘာလို့အဲ့လောက်အထိပြောရလဲဆိုရင်တချို့လည်းမကြိုက်ဘူးဗျာတမလားအဲ့လောက်ကြီးအဲ့လောက်ကြီးမုန်းတင်ပြီးတော့ပြောရင်တချို့လည်းမကြိုက်ကြဘူးဒါပေမဲ့ကျွန်တော်ကတော့တတိပေးရမှာဗျာတတိပေးရမယ့်တာဝန်ရှိရလို့ခံယူထားတာပေါ့နော်ဘာလို့ဆိုရင်ဒီကျွန်တော်တို့ဒီမြန်မာဖိုက်ဒလဝိအလဝိဖိုက်တာကြီးလဲသူတို့ကပြင်ဆင်ရတယ်လေ့ကျင့်ရတယ်အဲ့တော့ပြင်ပတ်ရအကြောင်းကိုလင်းတော့လေ့လာဒါပေမဲ့အရင်ကြီးသူတို့ဘက်ကလည်းအရင်ကြီးမလေ့လာဖြစ်တဲ့အပိုင်းကြီးလည်းရှင်းရင်ရှိမှာပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်ကတော့ပြောပြခြင်းဖြစ်ပါတယ် ဟို X-ray fighter ရေးကိုအရင်ကြီးဟိုမွန်းတင်ပြီးတော့အရင်ကြီးပြောနေတဲ့ပုံစံမဟုတ်ပါဘူးခင်ဗျာအဲ့ဒါတချို့ကလည်းနားလည်မှုလွဲနေတာပေါ့နော်ဒီမှာခင်ဗျာဒီ Harvard Garden ရဲ့သူကစားသူ့ရဲ့ကစားကွာပေါ့နော်အဲ့တော့သူ့ရဲ့ background ကိုအနေနဲ့ကျွန်တော်ပြန်ပြောပါမယ်တချို့ကတော့စာမဖတ်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြောပါမယ်သူ့ရဲ့ background ကသူကလက်ရှိအသက်16နှစ်ပဲရှိနေတယ်သူတို့အညီအကို3ယောက်ရှိတယ်အဲ့မှာနှစ်ယောက်ကတော့မွေထိုင်းကစားနေတယ်တစ်ယောက်ကတော့ဒီအေ MMA ကစားသမားပေါ့နော် MMA ကစားသမားဖြစ်တယ်အဲ့တော့သူတို့က အာကျွန်တော် YouTube မှာလည်းပြောတော့ပြောတာပဲเนาะဒီ C game လိုမျိုးဗျာကျွန်တော်တို့အာရှနိုင်ငံမှာဆို C game လိုမျိုးဟိုပြိုင်ပွဲတွေလုပ်ကြတဲ့နိုင်ငံတကာပွဲစဉ်တွေပေါ့เนาะအဲသူတို့အရှင်းအလေပိုင်းမှာလည်းအဲ့လိုမျိုးပွဲစဉ်တွေရှိတယ်ပြီးတော့တခြားနိုင်ငံမှာဖိတ်ခေါ်ပွဲတွေရှိတယ်ပေါ့เนาะအာအဓိကတော့နိုင်ငံကုံဆောင်ပွဲစဉ်ပေါ့ဗျာကျောင်းတက်ရင်းနဲ့ဖြစ်ပါစေပေါ့เนาะအဲ့လိုမျိုးနိုင်ငံကုံဆောင်ပွဲတစ်ခုခုရှိပြီဆိုရင်အဲအဲ့သူတိုင်ခံပြီးတော့ပြိုင်နေတဲ့ fighter ပေါ့เนาะငွေစင်ကလေးနဲ့ပြိုင်လာတဲ့ fighter ဟုတ်ပြီအဲ့တော့အဲ့ဒါကိုတော့ professional အဲပွဲလို့တော့ပြောလို့မရဘူးပေါ့ဗျာနိုင်ငံကောင်ဆောင်ပြိုင်ပွဲကြီးတော့ပြိုင်နေတယ်ပွဲကြီးဆိုတော့လေအဲ့တော့အဲ့လိုမျိုးပြိုင်ပွဲအကုန်လုံးဆိုရင်ဟိုဟာ50ကျော်50ကျော်လောက်ရှိတာဗျအဲ့တော့ဒီအတွေ့အကြုံရှိတာပါအဲ့မှာ तू က၄ပွဲပဲရှုံးနေထားတဲ့ fighter ပါအဲ့သူရဲ့ record ကတော့အဲ့လိုမျိုးတော်တော်လေးတော့များတယ်ဒါပေမဲ့ကျွန်တော်တေးတချာတော့ပြန်ကြည့်ရမှာပေါ့နော်အဲ့လိုမျိုး၄ပွဲပဲရှုံးနေထားတဲ့ fighter ဗျပြီးတော့အာ professional professional အောက်ပြီးအဲ့မှာတချို့ညီကိုတွေမေးရင်လည်းဟာတွေပေါ့နော်တချို့နားမလဲဟာတွေ professional ဆိုတာကတော့ဒီ professional ပွဲဆိုတာကတော့ဒီအဲ club တွေမှာပြင်ဒီ promotion တွေမှာအာခါချင်းငွေယူပြီးတော့ပေါ့နော်အဲ့လိုမျိုးတကယ်အရှင်ပြန်ကြတဲ့ပွဲတွေ professional ပွဲလို့ခေါ်ပါတယ်အဲ့တော့သူရဲ့ professional ပွဲကခုနှစ်ပွဲကစားထားတယ်ခုနှစ်ပွဲစလုံးအနိုင်ရရှိထားတယ်အဲ့မှာငါးပွဲက knock out နဲ့အနိုင်ရရှိထားတဲ့ fighter ဖြစ်ပါတယ် အတက်ကအခုမှ session နေရှိသေးရနော်အတက်ကအခုမှ session နေပဲရှိသေးရအဲ့လောက်ထိကျန်တဲ့ fighter ပြောမှဆိုရင်မွေထိုင်း fighter ကြီးတောင်မှသူ့ကိုတတိထားရတဲ့ fighter ထိုင်း fighter တွေအိမ်မက်ဆိုးတယောက်လိုဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ one championship ကအဲ့တော့တွေ့ပြီးတော့သူ့ကိုအာ one ကိုဖိတ်ခေါ်လိုက်တယ်သူက RWS promotion မှာပေါ့နော်အဲ့မှာထိုးနေတာအဲ့တော့ one championship ကိုဖိတ်ခေါ်လိုက်ပြီထိုးပြီး one မှာထိုးမယ်ဆိုတော့မွေထိုင်း fighter တွေနဲ့ပွဲမသိပေးနိုင်ဘူးဒီကောင်ရဲ့အခြေအနေကိုစောင့်ကြည့်အောင်မယ်တပေါ့ အဲ့တော့အဲ့မှာကျွန်တော်တို့မြန်မာဖိုက်တာကြီးအာကရင်ကရင်လေးအေးမွေနဲ့ထိတ်တိုက်တွေ့ရပြီပဲဖြစ်ပါတယ်အဲ့မှာအဲ့တော့ဒီတစ်ပတ်တောက်ကြညမှာအေးမွေနဲ့တွေ့ရမှာဖြစ်ပါတယ်သူရဲ့ကစားပုံအခြေအနေကိုပြန်ပြောမယ်ဆိုရင်အပြစ်ရှာလို့လုံးဝမတွေ့ပါဘူးတကယ်လက်တီထိုးချက်ကတကယ်ခုဒီမှာပုံမှာပြထားတဲ့အတိုင်းပဲဒီအဲဟိုဟာ အာ lots of ပုံစံမျိုးပေါ့နော် lots of ပုံစံမျိုးလက်တီထိုးချက်အဲ့လိုတိကောင်းတယ်ပြီးရင် push kit တွေတုံးတဲ့ပုံစံမျိုးကအတင်းအဲ Jonathan Hacker တိလိုမျိုးပြီးရင်ပတ်တောင်ပတ်တောင်တုံးတဲ့ပုံစံမျိုးကဒီကျွန်တော်တို့ဒေဝလိုမျိုးကျွန်တော်လဲဒီမှာတိတိချာကိုရေးပြထားတာပေါ့နော်ပုံနဲ့တကွပြီးရင်တတောင်ရိုက်ချက်တတောင်ရဲ့ချက်ကအရှင်းတတောင်ရဲ့ချက်ကိုပုံစံမျိုးစုံကိုရိုက်နိုင်တဲ့ကောင်ဗျာအဲ့တော့ rock turn နဲ့တင်သားထားတဲ့တတောင်ရဲ့ချက်မှာပြင်မာကုန် ပြန်ဘက်ကစားသမားတွေသူ့ကိုမျက်နှာကိုအသေးထိုးတာလုံးဝမူးလေးသွားတာမရှိဘူးမာကုံလည်းတော်တော်မြင်တယ်အဲ့တော့တမ်းမိစိုးခြင်းနဲ့နှိုင်းလာတယ်ပြီးတော့အမြင့်ကန်ချက်တဝန်ချိုင်းလိုပဲအမြင့်ကန်ချက်လည်းတော့ကောင်းတယ်ဘေဘက်ချေညာဘက်ချေနှစ်ခုစလုံးတတိချာကိုအားပြင်းပြင်းနဲ့ကန်နိုင်ပါတယ်ပြီးတော့တစ်ခုရှိတာက spinning back kick ပေါ့နော် spinning ဒီနောက်ပြန် kick တဲ့ပုံစံနောက်ပြန် kick တဲ့ပုံစံဒီဂျွန်ဂျုံ kick တဲ့ပုံစံမျိုးအဲ့လိုမျိုးပွဲသိမ်းတာလည်းမနေဘူး အဲ့လောက်ထိပြည့်စုံနေကြပြောမှဆိုအခုမှအသက်16နှစ်ပဲရှိသေးတယ်အဲ့လောက်ထိပြည့်စုံနေဖြစ်ကောဖြစ်နိုင်ပါမလားဗောနောကျွန်တော်လည်းတေချာကိုလိုက်ကြည့်တယ်တေတီချာကိုလိုက်ကြည့်သူ့ပွဲတိုင်းကိုလိုက်ကြည့်တာဟာတကယ်ကိုတော်တာဗျာဝေထိုင်းဖိုင်တာရဲ့အားလုံးထက်ကိုတမုံထူးခြားတဆင့်ကိုပုံမြင်နေတဲ့ဖိုင်တာဖြစ်ပါတယ် အဲ့ဒါတော့ကျွန်တော်လည်းပြောဖို့ပြောရမှာပေါ့နော်အဲ့ဒါကြောင့်ပြောတာတချို့ညီကိုလည်းအဲ့လောက်ထိပြောရင်မကြိုက်ကြဘူးဒါပေမဲ့ကျွန်တော်ကတော့အာပြောရမှာပေါ့နော်အာကျွန်တော်တို့ fighter လည်းအဲမွေအတွက်လည်းအဲပြင်ဆင်လို့ရအောင်ပေါ့နော်ပြီးတော့အလိုအပ်တာတွေတတိချာပေါ့နင်းစနစ်ပိုင်းပေါ့နော်ဒီဘီဟာပိုင်းပေါ့အဲ့ဒါအဲ့ဒါဆိုရင်အပြစ်ကလုံးဝရှာလို့မရဘူးဘယ်လိုတိုက်ခိုက်မလဲဘယ်လိုမျိုးဘီဟာနဲ့တုံးမလဲဆိုတာကျွန်တော်လည်းတတိချာကိုလိုက်ကြည့်တယ်မတွေ့ဘူးခင်ဗျမတွေ့ဘူးအဲ့တော့နောက်ဆုံး ဖြစ်နိုင်တဲ့အခြေအနေပေါ့နော်အဲ့တော့သူ့ဘက်ကဒီအမှားလေးလှုပ်တာတွေမရှိဘူးပြီးရင်အင်းသူ့ရဲ့အားနည်းချက်လေးရှာလို့မတွေ့ဘူးဆိုရင်တော့ကျွန်တော်တို့ဘက်ကပြင်ဆင်မှရမယ်ကျွန်တော်တို့ဘက်ကသူ့ကိုပြန်လှုပ်နိုင်မှရမယ်အဲ့တော့ကျွန်တော်ဘက်ကနေဒီအသီးသားတော့ World Cup နိုင်ကအာဒီတက်မှတ်ပေးထားတဲ့ view ဟာပေါ့နော်အင်းမွေ၃တင်းတဲ့ view ဟာကိုကျွန်တော်တိတ်တရှာကိုဟိုရေးပေးထားပါတယ်အဲ့ဒါကတော့ပါလဲဆိုရင်ဒီအာ ဘေးအခြေခံချက်ပေါ့နော်ဒီ fighter ရဲ့ဘေးဘေးဘက်ခြေတော့အဲ Harvard Gordon ရဲ့ဘေးခြေတော့ကိုဖြိုမဲ့နည်းစနစ်ပါအဲ့တော့ကျွန်တော်ဘက်ကနေအဲညီလေးအင်းမွေကိုပြောချင်တာပေါ့နော်ဒီပြိုင်ဘက်ကလက်တိထိုးတော့မှဆိုလဲဘေးဘက်ခြေတော့အရှိထုတ်ထားတယ်အဲ့ဒီခြေတော့ကိုအားဆိုင်ပြီးတော့အားယူပြီးတော့ထိုးတယ်ပြီးတော့မှ spinning back kick လောက်တာလေအဲ့ဒီခြေတော့နေပဲလောက်တယ် ပြီးတော့အမြင့်ကန်ချက်လည်းအဲ့ဒီဘေးခြေတော့ပို့ပြီးတော့ကောင်းနေတာတွေ့ရပါတယ်အဲ့တော့အောက်ပိုင်းကိုဖြိုတဲ့နစ်စနစ်ကိုကျွန်တော်30ချင်တယ်ပထမအခြေဒုတိယအခြေတတိယအခြေထည့်ကိုကျွန်တော်ကဒီပြင်ပန်းရဲ့ခြေတော့ကိုကန်စေချင်ပါတယ်အတွင်းပိုင်းပေါ့နော်အတွင်းပိုင်းရောကန်မယ်ပြင်ပြီးပြီးအပြင်ပိုင်းရောလုံးဝအားပြင်းတဲ့ခြေကန်ချက်တွေနဲ့ကျွန်တော်ကတော့ကန်စေချင်ပါတယ်အဲ့ဒါမှလည်းကျွန်တော်ဘလို့မှရှာလို့မတွေ့တဲ့သူ့ရဲ့အားနည်းချက်သူ့ရဲ့အဲ အဘလို့ပြောမလဲဟာကွက်တွေကျွန်တော်ကျွန်တော်တို့ကတွေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးဟာကွက်ထွက်လာတဲ့အချိန်ကြာမှာအေးမွေဘက်ကနေစိတ်ကြိုက်ပေါ့နော်ထိုးတတ်တာတွေဘလို့မျိုးထိုးမလဲအဲ့ဒါတွေပြန်ပြီးတော့ဟောဒီတိုက်ဆစ်ဆင်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပထမချက်ဒုတိယချက်ကတော့ဒီဝမ်ပတ်ပိုင်းမှာပြန်ဘက်တူတူမများကသူ့ကိုမျက်နှာမှာထိုးတယ်ပြီးအမျက်ငယ်ချက်တွေတုံးတယ်လုံးဝအမိုးလေးတော့တွေမတွေးရဘူးတကယ်ကိုမာကုန်မြင့်တယ် ခုနကပြောတဲ့တန်မိတ်စိုးကြီးအတိုင်းပဲတကယ်ကိုမာကိုမြင့်နေတဲ့ fighter အတက်က16နှစ်ပဲရှိသေးတယ်ကျွန်တော်ထပ်ပြောပါမယ်အတက်က16နှစ်ပဲရှိသေးတယ်အဲ့လိုဒီမှာကျွန်တော်မသွေးဘူးသူပြတမိုးကိုထူးခြားနေတခြား fighter တွေတက်အဲ့တော့သူရဲ့ one point ဘိုင်းကိုတိုက်ခိုက်စေချင်ပါတယ် push kick ပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင် left ထိုးချင်တယ်ဖြစ်ဖြစ်အခွင့်ရေးရရင်အဲရတလောက်ဒီ one point ဘိုင်းကိုထိုးတက်စေချင်ပါတယ်အဲ့တော့ဒီနှစ်ချက်ပါကျွန်တော်ပြောချင်တာဟုတ်ပြီဒီ베ချေတော့ကိုအပြီးဖြုတ်မယ်ပြီးရင် one point ဘိုင်းကို တိုက်ခိုက်မယ်ဦးစားပေးပြီးတိုက်ခိုက်မယ်ဟုတ်ပြီကျွန်တော်တို့ဒီအိမ်မွေကအိမ်မွေရဲ့ကစားပုံကတော့တကယ် aggressive sand တဲ့ပုံစံမျိုးတွားတယ်ဗျပြီးရင်အဲလဝိတ်တမားပြီးပြီပေါ့နော်လုံးဝလက်တီထိုးချင်တဲ့အမောက်တိတ်တဲ့ပုံစံမျိုးအဲ့တော့ကျွန်တော်ဖြစ်စေချင်တာတော့ကစားပါရတယ်အဲ့လိုမျိုးပုံစံကစားပါဒါပေမဲ့ခုနကျွန်တော်ပြောတဲ့အနည်းစနစ်ကိုဦးစားပေးပြီးတော့သုံးချင်ဒီကစားပါပေါ့နော်ပြီးရင်တကယ်လို့ကိုကိုဘက်ကလည်းတိုက်ဆစ်ဆင်အောင်မယ်ထိုးတက်တော့မယ်ဆိုရင်လဲ လုံးဝမျက်စိမိတ်ပြီးပါတော့လုံးဝကြုံမိတော့မယ်ကြုံတော့မယ်ဆိုရင်လည်းတုံးချီလောက်မှပဲကျွန်တော်ကလှုပ်စေချင်ပါတယ်။အဲဆိုပထမကြီးဒုတိယကြီးမှာဒီကောင်းရဲ့ဒီတတောင်ရိုက်ချက်တွေလက်တီထိုးချက်အခြေခံချက် spinning back ကကုန်းတော်တော်လေးကိုကောင်းတယ်အရင်ကကောင်းပါတယ်ခဏပြောဖို့မေ့သွားတယ်နောက်တစ်ခုကပါလဲဆိုသူ့ရဲ့ speed ပါ speed အမြန်တော့ကကျွန်တော်တင်စားတာဂျပန်ဂျပန်လက်စစ်ရထားလို့ပဲလို့ကျွန်တော်ကတင်စားတာအဲ့လိုအထိကိုမြန်တာပါ အာလက်တီရတဲ့ဖောင်းဖောင်းဖောင်းနဲ့တကယ် combination punch တွေလာတော့လည်းခြေတော့တန်လိုက်ပြီးရင်လက်တီနှစ်ချက်ထိုးလိုက်ပြီးရင်ဟုတ်ပြီနောက်တစ်ချက်ကျွန်တော်သူ့ရဲ့ movie fan ကို သူ training ဆင်းတဲ့ movie fan ကိုကြီးမိတာတော့သူ့ဘက်ကလည်းဒီအေးမွေကို one by one နော်ဒီ bite night ပုံစံမျိုးသူပြင်ဆင်နေတာကျွန်တော်တွေ့ရတယ်ဘေးနှစ်ချက်ထိုးမယ်ပြီးရင် ညာဘက်ကနဲ့ဒီ one point ဘိုင်းကိုနှိုက်မယ်ပြီးတော့ bend တော့တစ်ချက်ပြန်ထိုးမယ်၄ချက်ထိ combination punch ကို၄ချက်ထိတူပြင်ဆင်နေတာတွေ့ရတယ်အဲ့တော့ဒီအချက်ကိုကြည့်ရင်တော့သူတို့ကအင်းငွေကိုလေးလာပြီးသွားပြီးလာပေါ့နော်အဲ့ဒါတစ်ချက်ကိုတော့ကျွန်တော်ဟောတတိထားမိတယ်ဗျာအခုရပိုင်းမှာရှိတယ်ဒီပွဲချင်းညာပြီးတဲ့နောက်ပိုင်းမှာသူအဲ့ဒီအကွက်ကိုလေးချင်းနေတာဖြစ်ပါတယ်တတိထိုးချက်နော်လက်နှစ်ဖက်နဲ့ဘေးနှစ်ချက်ညာတစ်ချက် ေးတစ်ချက်လေးချက်ဟုတ်တယ်လေးချက်ဟို combination punch တဲ့လေးချက်ကိုတတိချက်ကိုအဓိကတော့အေးမွေရဲ့1 byte ဘိုင်းကိုပေါ့နော်1 byte ကိုထိုးတက်ဖို့သူပြင်ဆင်နေတာတွေ့ရတယ်အဲ့တော့ဒီအချက်တွေကိုလည်းတတိထားမှာဖြစ်ပါတယ်အဟုတ်ပြီအဲ့တော့ခုနပြောတဲ့အတိုင်းပဲအေးမွေကိုဝေါ်ခုန်နိုင်ကျွန်တော်ဘက်ကနေပြန်ဖြစ်စေချင်တဲ့ပေးချင်တဲ့ဒီဟာကတော့ခုနပြောတဲ့ဒီဒီဘေဘက်ခြေတော့ကိုဖြိုးတဲ့ပုံစံနဲ့1 byte ဘိုင်းကိုတိုက်ခိုက်တဲ့ပုံစံပဲဖြစ်ပါတယ် အာဘာလို့ခြေတော့ကိုဖြိုခိုင်းလဲဆိုတော့ तू ကဒီအောက်ခြေအရင်ပြော့နေလို့လားဗောနော်အဲ့လိုမျိုးလည်းမဟုတ်ဘူးဗျ तू तू အရင်ပြော့နေလို့မဟုတ်ပါဘူးဒါမဲ့ခုနကပြောတဲ့ဒါမဲ့သူ့အားနှချက်လုံးဝကိုရှာလို့မရအောင် तू တကယ်ကိုအားဆိုင်နေတဲ့ဒီပေခြေတော့ကိုအရင်ဖြိုခိုင်းတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်အဲ့လိုမျိုးလှုပ်ခိုင်းတာဖြစ်ပါတယ်အရင်ကြီးအားနေနေလို့သူ့ရဲ့ခြေတော့အောက်ခြေအရင်ကြီးအားနေနေလို့ကျွန်တော်အဲ့လိုမျိုးထိုးတက်ခိုင်းတာမဟုတ်ပါဘူးခင်ဗျကျွန်တော်ရဲ့ view ဟာဗောနော်အဲ့ဒါတော့အဲမွေကို အဆင်ပြေလဲသုံးပါเนาะအဲ့ဒီ view ဟာတော့ကျွန်တော်တွေ့ထားပါတယ်ခင်ဗျာ channel အပိုင်းကတော့ညေကိုတွေလဲအတစ်ချက်ကြည်လိုက်ပါเนาะဟုတ်ကဲ့နောက်တစ်ခုอ่ะဘာလဲပင်လဲပျော်မင်းသားနဲ့ဟာမိုင်းလိုက်လားပင်လဲမှာပဲပျော်လား ပုံရဆိုင်အကြောင်းမှာကြားသေးလေတဲ့ပြောပြပေအောင်တည်ရင်တဲ့ပုံရဆိုင်အကြောင်းကအရင်နေ့အရင်နေ့ကတစ်ခေါက်လောက်တွေးလိုက်တယ်ကလေးနောက်ကလေးကလေးတယောက်ထက်ရတယ်လို့ကျွန်တော်တွေးလိုက်တယ်ပေါ့နော်ကိုအောင်လားလို့ပဲတကယ်ကိုမျိုးအောင်ဖြစ်နေကျန်တဲ့အဟာတော့တတင်းနေတော့ကျွန်တော်ပြန်ပြီးမကြည့်မိသေးဘူးမနေ့ကလောက်မှတစ်ချက်ပြန်ကြည့်လိုက်ပါမယ်နော်ပုံရဆိုင်အကြောင်းကိုပင်လေပျော်မင်းနိုင်ဟုတ်ရပါဗျဆော ခိုင်စောခိုင်စောထင်တယ်နော်ဆိုရင်တော့နာမည်ကောမရင်အကို1မှာကအောက်ကတရနေမှာပြထားတယ်ဆိုကြီးပွဲကဟုတ်လားပြတယ် ့ August 10ရက်နေ့က American Standard Time ပေါ့နော် American နိုင်ငံအချိန် American မှာထိုးမှာပေါ့အဲအစိုးကြီးက American American နိုင်ငံသွားရတော့မှာ August August လာမြန်မာ Standard Time တော့2ရက်နေ့ဖြစ်မှာနော်ကျွန်တော်တို့အာရှအချိန်နေဆို2ရက်နေ့မနက်ပိုင်း9နာရီအဲ့လောက်မှာကြည့်ရအောင်ဖြစ်ပါတယ်အဲ့တော့ August 10ရက်နေ့2ရက်နေ့ကအဲ့ဒါကွာတာပေါ့နော်ဒီ American အချိန်နဲ့ကျွန်တော်တို့မြန်မာအချိန်နဲ့အမှကွာလာဖြစ်ပါတယ်ကျွန်တော်ကတော့မြန်မာအချိန်ရေးပေးထားပါတယ်နော် စောခံတော့ Okay thank you ပါတခြားပါရှိသေးလဲညီကိုရီမေးချင်တာကြီးလဲမေးလို့ရပါတယ်เนาะမေးချင်တာကြီးလဲမေးလို့ရပါလေတော့ကျွန်တော်လည်းအိတ်ချင်နေဗျာအဲ့ဒါကဟိုဟာဖြစ်လို့တတင်းတွေကလည်းတက်လာလို့ဆက်ပြီးတော့ပြောနေတာဖြစ်ပါတယ်ကဲအဆင်ညီကိုရီလဲအရင်ညနေနေပြီဆိုတော့လေ ဲ့လောက်ပဲเนาะနောက်နေ့မှပြန်တွေ့ကြမှာဗျာโอเคအားလုံး good night ပါကျေးဇူးတင်ပါတယ်